အားလုံးမင်္ဂလာပါဆရာကိုဆိုင်ဝမ်းပါကျမ်းပြပါလိမ့်ရှင်ပါဆရာဒီဗီဒီယိုလေးကတော့ဆရာစီမှာအကြောင်းမြင်ဖူကင်တင်ကြတဲ့ဓမ္မမိတ်ဆွေညီမလေးရဲ့เนาะအတန်ဖိုင်လေးကိုဒါဝမ်းသာစွာနဲ့ဖွင့်ပြมาဖြစ်ပါတယ်เนาะဖွင့်ပြมาဖြစ်ပါတယ်အဲအတိကတော့ဆရာဆိုင်ဝမ်းရဲ့တတ်တည်ပေါ့အလုပ်ရဲ့တတ်တည်ပေါ့เนาะ အလုပ်ရဲ့တက်သေးလေးကိုပြမှာဖြစ်ပါတယ်။ဘာလို့ဆို screen shot တွေတင်လို့မရတဲ့အတွက်အာ Facebook ကတည်တဲ့အတိုင်းပဲတရက်တလ2025ခုနှစ်ကနေပြီးတော့မှ Facebook ကြီးက Zuckerberg Meta Company ပေါ့နော် Facebook company က screen shot တွေငွေလွှဲ screen shot တွေ messenger screen shot တွေအများကြီးပါအဲ့ရအဲ့ရတခုလည်းမဟုတ်စီကန့်ချက်တွေအများကြီးပဲပေါ့နော်တင်လို့မရတဲ့ဟာတွေအများကြီးဖြစ်တဲ့အတွက် အတန်ဖိုင်လေးပဲဖွင့်ပြမယ်ပေါ့เนาะအခုလိုမျိုးဆာဆာဝဲရဲ့မျက်နာလေးနဲ့အတန်ဖိုင်လေးကိုဖွင့်ပြမယ်ပေါ့เนาะဒီညမာလေးကို ဟော်ပေးထားတာပေါ့เนาะသူရမ်းအားရတယ်ဆိုတဲ့အကြောင်းပေါ့เนาะဟုတ်ဒီညမာလေးပေါ့เนาะဒီညမာလေးကိုဟော်ဟော်ထားပေးတာပေါ့เนาะဒီညမာလေးကိုဟော်ထားပေးတဲ့အချိန်မှာသူချက်သိန်းအောင်ထားတယ်ပေါ့เนาะအဲကျွန်တော်မနေ့ကဟော်ထားပေးတာပါเนาะမနေ့ကဟော်စတန်ထုတ်ထားပေးတာပါเนาะဖြတ်ကမဲတော့ပြနိုင်မယ်เนาะမနေ့ကဟော်စတန်ထုတ်ထားပေးတာပါ အဲ့တော့သူ့ရဲ့အသားဖိုင်လေးကိုဆရာကိုစန်းဝမ်းနဲ့အတူတူနားထောင်ကြည့်လိုက်ရအောင်တက်သေးလေးပေါ့နော်ကျွန်တော်လည်းပိတ်ကြီးဖြစ်တယ်ပေါ့နော်ကိုတမမိတ်ဆွေတယောက်ကို hobby တဲ့ကိုရဲ့ client customer ကဒီလိုလေးသူအားရတာတွေ့ရတော့ကျွန်တော်လည်းပိတ်ကြီးဖြစ်ရတယ်ပေါ့နော်ကျွန်တော်ရဲ့အကြံပြန်ပေါ်ပါပေါ့နော်နားထောင်လိုက်ရအောင်နော်ဆရာရဲ့ကျမရဲ့စိတ်နေစိတ်ထားကိုတော့လေဆရာပြောပြတာလေး မဟုတ်ရင်ကျမနောက်ထပ်တယောက်လုံးပဲပေါ့နော်ဆရာပြောပြတာလေအရန်ကိုမှသိချတယ်ပေါ့နော်ကျမရဲ့စိတ်နေစိတ်ထားကိုပြောပြတဲ့နေရာမှာအရန်ကိုမှသိချပါတယ်ကျမလောက်တော့မှသိနေတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဆရာပြောတဲ့အဒီအိုင်တွေးတဲ့ခြေဆေးရောက်ကြလေးတွေနဲ့တွေးမယ်ဆိုတာအဲ့ဒါလေးကလည်းဖြစ်ခဲ့ပြီးပြီပေါ့နော်ဘဝမှာအဲ့ဒါလေးဖြစ်ခဲ့ပြီးပြီဘဝမှာမိဘဆွေမျိုးသားချင်းမကောင်းဘူးဆိုတာကလည်းဒါကလည်းအခုဖြစ်နေဆဲပါပေါ့နော်ဒါပေမဲ့အရင်ကဆိုရင်မိဘ မောင်နှမလေးမကောင်းတဲ့ဟာကိုပေါ့နော်ဝတ်ကြွေးတစ်ခုလိုမျိုးတော့မခံစားရတဲ့သူပါနော်အခုဆိုရင်တော့မိဘမို့လို့မောင်နှမမို့လို့အကြောင်းရှိလို့အကျိုးလာဖြစ်နေတာဆိုပြီးလို့ရှိရင်အမြဲတမ်းကိုယ့်ကကိုယ်တရားနဲ့ဖြစ်ပြီးလို့ရှိရင်ဖြစ်သေးတက်လာတဲ့အချိန်မှာပေါ့နော်စိတ်ကလည်းပော့ပါလာလေပေါ့နော်အဲဆရာပြောသလိုပဲတိလရှင်ဝတ်ရှင်တဲ့စိတ်ရှိတယ်ဆိုတော့အဲ့ဒါလည်းအမှန်ပဲဒီနေ့ပဲပြောနေတယ်ပေါ့နော်ဒီနေ့ပဲပြောရင်းနဲ့ပြောရင်းနဲ့ ဆရာရဲ့အဒီခုထွက်လာတဲ့ဟာနဲ့လုံးဝတော့မှတိုက်ဆိုင်နေတယ်အခုတီလာရှင်ဝတ်ပြီးထွက်လာလာတဲ့ဘက်လောက်ပဲရှိသေးတယ်ကိုရဲ့ဒီဘဝမှာပေါ့နော်မြင်လာလဲပေါ့နော်အရာအလောကဒုက္ခဆိုတာမြင်လာတဲ့အချိန်မှာနောက်ဒီလိုမျိုးမိဘလေးကိုလောက်ကျွေးအောင်မယ်ပေါ့နော်မိဘမရှိတဲ့နောက်ပိုင်းမှာဆိုရင်တီလာရှင်လေးဝတ်မယ်ဆိုပြီးလို့ရှိရင်အဲ့လိုမျိုးလည်းမစစ်ကူလိုက်မိသေးတယ်အခုဆရာလာပြောပြတဲ့ လာပြောပြလာနေဆိုရင်မဟုတ်ရင်ဆရာကျွန်မရဲ့စိတ်နေစိတ်ထားကိုရဲ့စိတ်ထဲမှာဝင်ထိုင်ပြီးလို့ရှိရင်ပြောနေတယ်လို့ပဲပေါ့နော်အရန်ကမှကြီးစုတင်ပါတယ်ဒီအခုဖြစ်ခဲ့တဲ့အရာတွေလည်းအကုန်လုံးမှန်တယ်အခုမဖြစ်လာသေးတဲ့အရာတွေကိုလည်းရှောင်ပါမယ်ပေါ့နော်ရှောင်မယ်နောက်ပြီးလို့ရှိရင်လည်းအဲဆရာပြောသလိုပဲဒီရင်းနှီးမြှုပ်နှံမှုပေါ့နော်ကိုရဲ့ ဒီစကားပြောစကေးကတော့ကောင်းပါတယ်ဆရာပြောသလိုပဲစကားပြောတဲ့နေရာမှာအယံကူမှာတော်တယ်လူချင်းလူခင်နဲ့ပေါ်တယ်ဆရာပြောသလိုပဲတရှင်မှုလည်းကြိုက်တယ်ကွက်စီတယ်အတိကျတယ်ပွင့်လင်းတယ်အဲ့လိုမျိုးလူတန်းမှာပါတယ်ပေါ့နော်ကျေးဇူးတင်နေရှင်ဆရာကြီးပေါ့နော်ဆရာနဲ့ဒီကံဆုံလို့ကံနဲ့တွေးလို့လာတွေးတာပေါ့နော်နောက်ပြီးလို့ရှိရင်ဆရာပြောတဲ့ကျမရဲ့စိတ်နေစိတ်ထားထဲမှာပေါ့နော်ဒီ တတဝါတွေကိုကူညီတာပေါ့နော်တတဝါတွေကိုပေးကမ်းတာဆော့ကြတာအဲ့ဒီစိတ်ကအပြီးဝရှိတယ်ပေါ့နော်အရန်ကူမှာအပြီးဝရှိတယ်ဒီအလုတ်ကိုလည်းလုံးမဲ့လို့အမြဲတမ်းလူတွေကိုအကျိုးပြုတဲ့အလုပ်လူတွေကိုကူညီပေးတဲ့အလုပ်တွေကိုပဲလုပ်မယ်ဆိုပြီးလို့လည်းအမြဲတမ်းကိုယ့်ကိုယ်တန်နေထန်ချတယ်ပေါ့နော်။ဖရာတရားလည်းကန်ဆိုင်နေနော်။တခါတလေတခါတလေဆရာပြောသလိုပဲအဲ့ဒီဖရာတရားလုံးနေတဲ့အချိန်မှာပြင်းတဲ့နေ့တွေမှာထားမလုပ်တဲ့နေ့တွေလည်းရှိတယ်ပေါ့နော်။အခုဆိုရင်လုံးဝတော့မှမပြင်းဘဲနဲ့အဲ့လိုမျိုး ဆက်တဲ့ဆက်တဲ့လုတ်ပေးနေတယ်ပေါ့နော်ကြီးစုတင်နေရှင်ဆရာတတိပေးတာလေးအရန်ကမှမှန်တယ်အဲ့လိုမျိုးစိတ်နေစိတ်ထားလေးလေးလည်းအရန်မှန်တယ်နော်ကြီးစုအများကြီးတင်တယ်နော်အဲ့လိုမျိုးအကြောင်းရှိလို့ဆရာနဲ့လာတွေ့တယ်ပေါ့နော်ကျေးဇူးအများကြီးတင်တယ်နောက်ထပ်မေခွန်မေးစရာအကြောင်းမရှိဘူးအကုန်လုံးအရန်ကုန်မှာပြည့်စုံပါတယ်ရှင်ဆရာလဲပေါ့နော်ဒီထက်မကလူချစ်လူခင်များပြီလို့ရှိရင်လူသိများလဲသူဖြစ်ပါစေရှင်နော်အဲ့ဒါမင်းညာသူပို့ထားတာပေါ့နော်ဒီညီမလေးက 7:45မိနစ်မှာမင်းညာသူပို့လာအဲ့တော့ तू အားမရသေးဘူးဆရာတဲ့ तू ထပ်ပို့ကြတယ်ဆိုတော့ပြောလာတယ်ပေါ့နော်ပီတိဖြစ်ရတယ်ပေါ့နော်မင်းညာကပြောတဲ့စကားလေးကပြောလို့မဝသေးဘူးတဲ့ဆရာကြီးပေါ့နော်ဟိုဒါဆရာရဲ့ဒီအချားမြင်ရတော့လေတကယ့်ကောင်မှာအမခံပဲနော်ဆရာလည်းဘလို့ထိတော့မှကြိတ်ကြအားထုတ်ခဲ့လည်းမသိဘူးနော်ဒီလိုမျိုးကပြောတဲ့စကားလေးကပြောလို့ မဝသေးဘူးတကယ်ဆရာကြီးပေါ့နော်ဟိုဒါဆရာရဲ့ဒီအကြောင်းမြင်ရတော့လေတကယ်ကောင်မအမခံပဲနော်ဆရာလည်းဘလို့ထိတော်မှာကြိတ်ကြအားထုတ်ခဲ့လည်းမသိဘူးနော်ဒီလိုမျိုးလူတွေကိုကဲတင်ဖို့အတွက်ဆရာပြောတဲ့ကျမ်းမာရေးမှဆိုရင်တော့အဲ့ဒီရေးပြမကောင်းဘူးနောက်ပြီးလို့ရှိရင်ဒီခေါင်းကိုက်တဲ့ဟာရှိတယ်ဆရာပြောတာအများမှမှန်တယ်ပေါ့နော် တောက်ပြီးလို့ရှိရင်ဒီ1 byte ပေါ့နော်1မလျှောဘဲနဲ့1ချုပ်တဲ့သူပေါ့နော်1မလျှောဘဲနဲ့1ချုပ်တယ်ညဘက်အစားများရင်အဲ့လိုမျိုးအစားမကြေဘဲနဲ့ပြန်အံ့တယ်ပေါ့နော်အဲ့လိုမျိုးဟာလေဖြစ်တတ်တယ်ပေါ့နော်ဒီလိုမျိုးလေးအမြဲဖြစ်တတ်တယ်အဲ့ဒါမျိုးဆရာပြောတာဘလို့လေးကိုမြင်ပြီးလို့ရှိရင်ပြောခဲ့လေဘလို့ဘလောက်ထိတောင်မှဆရာလဲဟိုတာကြည့်ချင်ပြီးတော့အားထုတ်ထားလဲဆိုတာကျမတကယ်ကိုမှလိမ့်စားတယ်နော်ဆရာရဲ့အကြမ်းမြင်ကိုလေဆရာလဲဘလောက်ထိတောင်မှ တရားအားထုတ်တာလည်းမသိဘူးနော်အဲ့လိုမျိုးလေးမြင်ဖို့အတွက်ပေါ့နော်ဂျေဇူးတင်တယ်ဆရာနဲ့အကျိုးအကြောင်းရှိလို့အကြောင်းရှိလို့လာတွေ့တယ်ပေါ့နော်ဆရာပြောတဲ့အရာတွေအကုန်လုံးမှန်တယ်ရှင်။ကျမကမတိလရှင် watch နေတဲ့လူဘဝကိုစိတ်ကုန်တယ်ဆိုတာအရန်ကမှမှန်ပါတယ်ဆရာနော်။အဲတကယ်အခုဆိုရင်တော့မိဘတွေကလည်းရှင်းနေသေးတယ်ဆိုတော့ လုတ်ချွေရအောင်မမိဘကိုကိုရဲ့သောသမီးရဲ့တောင်းဝအရပေါ့နော်ဒီမိဘနှစ်ပါးမရှိတဲ့အခါကြလို့ရှိရင်တော့တမျိုးစီစဉ်မယ်ပေါ့နော်ဒီလိုမျိုးမမတီလရှင်ဝတ်ပြီးလို့ရှိရင်ဘဝမှာအေးအေးချမ်းချမ်းနေဖို့အတွက်ပဲအများနဲ့စဉ်းစားနဲ့ဆရာပြောသလိုပဲကျမကဒီအေးချမ်းတဲ့လူထဲမှာပါတယ်ပေါ့နော်အရင်ကဆိုရင်အရန်ကုန်မှာပူလောက်ပါတယ်အခုဆိုရင်ကိုကိုကိုပေါ့နော်ကိုရဲ့ဒီဖရာတရားကိုကိုင်းဆိုင်တယ်ဖြစ်လာတဲ့ရမှန်သမျှကိုကန်ကန်ရဲ့အကြောင်းကိုပဲကိုကသိမြင်လာတဲ့ချိန် ဒုက္ခတွေပဲမြင်လာတဲ့အချိန်မှာအဲ့လိုမျိုးကိုကိုကိုပေါ့နော်အေးချမ်းအောင်လေတက်လာတယ်ပေါ့နော်အေးချမ်းတဲ့လူတွေရော ဖြစ်လာတယ်ပေါ့နော်ဘယ်အရာမဆိုပဲလူတွေကလည်းကိုကအေးချမ်းနေဆိုတော့ကိုနဲ့ဆိုရင်ကိုကိုဆိုရင်ချိကြတယ်ခင်ကြတယ်သူတို့ရဲ့အထောက်ပတ်တိအဖြစ်ပြက်တွေကိုလာလာပြီးလို့ရှိရင်တိုင်းပင်းနဲ့ဆွေးနွေးတယ်ပေါ့နော်အဲ့လိုထိတောင်မှဖြစ်လာကြတယ်ဆရာပြောသလိုပဲကျမကဒီစကားပြောတဲ့လုံနဲ့အလုပ်လုပ်မယ်ဆိုရင်တော့ဒီကေကူမှာအောင်မြင်မှုရမှာပါနော်ဘာဖြစ်လို့လဲဆိုတော့ကျမကငငယ် လေးကလေးကအမေပြောပြတာဒီဒီပဇက်ရဲ့ဒီရှာမှာပေါ့နော်အဆက်အဆက်နဲ့ထွက်လာတယ်ပေါ့နော်ရှာဆက်ကြီးနဲ့ပါလာတယ်ပေါ့နော်အဒီလာပြေလာွယ်ဆိုရင်အဒီရှာဆက်ကထွက်လာတယ်ပြောတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အခုဒီစကားပြောတတ်တဲ့ရဲ့ဆဲဆိုလို့တတ်တဲ့အရွယ်မှာအဒီရှာဆက်ကပြောက်သွားတယ်ဆရာကြီးအဲ့ဒါမျိုးအမေဆိုရင်အမြဲတမ်းပြေးတဲ့စကားကိုအမှန်မပြောနဲ့လူမုံများမဲ့ အဲ့ဒီရှာစဲအရာပေါ့နော်အဲ့လိုမျိုးပြောပြောတိုင်းလည်းဖြစ်တယ်ပေါ့နော်သူများကမကြည်စဲနဲ့အဲ့ဒီစကားလေးရအမေအမြဲတမ်းပြောတဲ့အခုဆရာပြောတဲ့ဟာနဲ့လောကကျမတကယ်ပဲချက်သေးပါထားတယ်ဒီလိုမျိုးပြောတဲ့အရာတွေပေါ့နော်ဆရာကလည်းတကယ်ကမှလေးစားပါလေရှင်နော်ဆရာလည်းဒီထက်မကအောင်မြင်ပါစေကျမလေးစကပူတီစုကြည်ပေါလို့ရှိရင်ဆရာမရှိတဲ့အကျွေးတွေအကုန်လုံးဆက်ပေးမယ်ရှင်ကျေးဇူးအများကြီးတင်တယ်ရှင်နော် ကဲဒါတော့ဒီညမလေးအားရတယ်ဆိုတဲ့အကြောင်းလေးကိုသူပြောသွားတာပေါ့နော်အဲ့လိုဓမ္မမိတ်ဆွေတွေအများကြီးပါနော်အဲ့လိုဓမ္မမိတ်ဆွေတွေအများကြီးပါကျွန်တော်ချပြထားတာတွေလည်းအများကြီးပါအဲ့တော့ကျွန်တော်စီမှာအကြောင်းမြင်ဘုကင်တင်လို့ရပါပြီနော်အကြောင်းမြင်ဘုကင်တင်လို့ရပါပြီဆရာဆန်းဝမ်းကစောင်းရံရှောင်းရံဘဝအတွက်တတတာဟောခြင်းပဲနော်တတတာဟောခြင်းကိုဟောပြီးတာ ကိုဘဝမှာဆောင်ရံရှောင်ရံတွေကိုအထီးကထားပေးတာ။ဒါဆိုလူကယ်ရတာဖြစ်တဲ့အတွက်၃၁ပုံသားသမီးအော်သားသမီးတွေကတော့ကတော့၃၁ပုံနော်ပုံသားတွေကိုကဲတင်ပေးရတဲ့တာဝန်နော်ပါလာတာဖြစ်တဲ့အတွက်ကဲတင်ပေးရတာဖြစ်တဲ့အတွက်လူကယ်ရတဲ့တာဝန်ပေါ့နော်လူကယ်ရတဲ့တာအဓိကကတော့လူပုံမှာနေပြီးလူတွေကိုကဲတင်ပေးရတဲ့တာဝန် လမ်းပြပေးကဲတင်ပေးတာဆိုနည်း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 လေးကြီးကြီးကျယ်မယ်ပေါ့နော်လမ်းပြပေးရတာပေါ့ဆာဆိုင်ဝမ်းလမ်းပြပေးရတဲ့ဆရာတယောက်ဖြစ်လာတာပေါ့နော်အရင်ကတော့ကျွန်တော်မော်တယ်အလုပ်လုပ်တာမော်တယ်တယောက်ဆောင်လုပ်ကိုလုပ်တာဒါပေမဲ့ပုံကိုတွေကခွင့်မပြုဘူးပေါ့နော်ခွင့်မပြုဘဲနဲ့အာနင်ဆရာပဲလောက်ရမယ်နင်လူတွေကိုပဲဟောဟောပြော ်နိပဋ္ဌာန်းဆက်တွေပေါ့နင်းနဲ့ပတ်သက်တဲ့ပဋ္ဌာန်းပုံကိုယ်တွေကမိန်တာပေါ့နော်နင်းနဲ့ပတ်သက်တဲ့ပဋ္ဌာန်းဆက်တွေနိစီကိုရောက်လာလိမ့်မယ်နင်းမခေါ်ဘဲနဲ့တောင်နိစီကိုရောက်လာလိမ့်မယ်သူတို့ကိုနင်းလမ်းပြပေးပါဆိုပြီးတော့ဟောပြောပေးပါဟောပေးပြောပေးပါလမ်းပြပေးပါလမ်းမရောက်နေတဲ့သူတွေကိုနင်းရဲ့ပါရမီနဲ့လမ်းပြပေးပါညွှန်ကြားပေးပါဆိုပြီးပုံကိုယ်တွေကခိုင်းတာပေါ့နော်အဘအောင်မင်းကောင်ကနော်အဘအောင်မင်းကောင်ကခိုင်းတာပေါ့နော် အဲ့ဒါကြောင့်ကျွန်တော်ဒီလမ်းကိုရောက်ပြီးဒီလုပ်ကိုလုပ်နေရတာတာဝန်ချေပြောင်းလဲလုပ်နေရတယ်ပါရမီပါတာတော့ပါတာတက္ကနာပဲပေါ့နော်ပါရမီပါတာကတက္ကနာတစ်ဖက်ကကျတော့ဒီပညာတွေအပေါ်မှာလဲကျွန်တော်ကထပ်ပြီးပညာတွေသင်ရလေးတယ်ပေါ့နော်ကြည်ကြံအားထုတ်ရတာလည်းရှိတယ်မနေ့ပိုင်းဆိုလည်းအချိန်မှန်နေရာမှန်အတန်မှန်အထိတ်ထန်နေဝင်ရတာလည်းရှိတယ်ဟိုနောက်ကွယ်မှာလုပ်နေတဲ့အရာတွေအများကြီးပေါ့နော်ရှေ့ရဲ့ဒီ public social ပေါ်မှာအဲ့လိုမျိုးရှေ့ရဲ့ public social ပေါ်မှာ မချပြပဲနဲ့နောက်ွယ်မှာကိုဆိုင်ဝါစူးစမ်းနေတဲ့အရာတွေအများကြီးပဲပေါ့နော်အဲ့လိုမျိုးပါလို့เนาะကျွန်တော်ပတိတွေစိတ်ရတယ်တရားတွေထိုင်ရတယ်အဲ့လိုပုံကိုယ်တွေရှိတဲ့နေရာတွေကိုသွားရတယ်ဖះဖះเจ้าငံတွေကိုသွားရတယ်ကြင်ကြံရတယ်အားထုတ်ရတယ်အများကြီးပါပါရမီပါတယ်ဆိုပြီးတော့မှပါရမီပေါ်မိပြီးတော့မှအလုံးလုံးနေလို့မရအောင်ပညာတွေအများကြီးပြန်ဖြစ်ရတယ်အခုဆိုရင်ကျွန်တော်ကျွန်တော်ရဲ့ဒီလမ်းကြောင်းပေါ်ကိုဆွဲတင်ပေးခဲ့တဲ့เนาะရန်ကုန်မြို့မှာနေတဲ့ နော်ဒီတောက်ကလာမနေတဲ့ဆီယာမအချမ်းမြင်ဆီယာမယရနာနတ်မိမယ်ကကျွန်တော်ရဲ့လက်ဦးဆီယာနော်ကိုဆန်ဝမ်းဆီယာဆန်ဝမ်းရဲ့လက်ဦးဆီယာယရနာနတ်မိမယ်အချမ်းမြင်ဆီယာကဆီယာမကဒီလမ်းကြောင်းပေါ်ကိုဆွဲတင်ပေးခဲ့တာယရနာနတ်မိမယ်ဒါဆွဲမတင်ဘူးဆိုရင်ဆီယာဆန်ဝမ်းကဒီအချမ်းမြင်ဆီယာဖြစ်လာစရာအကြောင်းမရှိဘူးဒီဌာနတိုက်ဆီယာဖြစ်လာစရာအကြောင်းမရှိဘူးယရနာနတ်မိမယ်ရဲ့အကျိုးအကျေးဇူးတရားတွေအများကြီးပါတယ်ပေါ့နော်အမေဆီယာယရနာနတ်မိမယ်က ဒါဆွဲတင်ပေးလို့ဒါဒီလမ်းကြောင်းကိုရောက်လာတာပေါ့နော်ကိုယ့်ရဲ့ဆရာသခင်ပေါ့နော်အများနဲ့ဥထိတ်ထားရမယ်လေးစားရမယ်ပေါ့နော်အဲ့တော့အခုထိလည်းပညာသင်နေတော့မယ်မပြီးသေးဘူးကျွန်တော်ပညာသင်နေတာ၄နှစ်ထဲရောက်သွားပြီကျွန်တော်ပညာသင်နေတာဆ iam မရဏနတ်မိမယ်အချားမြင်ဆ iam မဆီမှာပညာသင်နေတာ၄နှစ်ကိုရောက်သွားပြီပေါ့နော်ပညာသင်တာပဲကို၄နှစ်ရှိပြီစောင့်မွေးတွေလည်းအများကြီးဖြစ်ရတယ်နော် ဒီ super natural တဘာဝတော့ဆောင်းမွေးဝဲတွေပေါ့နော်အမေကဆောင်းမွေးဆက်တယ်ဒီတစ်ခုပြီးသွားတိုင်းမှာတစ်ခုဆောင်းမွေးဆက်တယ်ကျွန်တော် level တစ်ခုပြီးသွားတိုင်းမှာဆောင်းမွေးဆက်တယ်ပေါ့နော်ပုပ်ကိုပိုင်းဆိုင်ရာဆောင်းမွေးဝဲတွေကျွန်တော်ဖြေရတယ်နော်ဒါလူတာမန်လူတွေမသိတဲ့အရာတွေတာမန်လူတွေနားမလည်နိုင်တဲ့အရာတွေပုပ်ကိုပိုင်းဆိုင်ရာဆောင်းမွေးဝဲတွေအမေဆီယာမရှင်နာနမိမယ်အားမြင့်ဆီယာမတင်ကြားပေးတဲ့ဆောင်းမွေးဝဲတွေဖြေးချခိုင်းတဲ့ဆောင်းမွေးတွေကိုကျွန်တော်ဖြေရတယ်ဆောင်းမွေးဝဲအောင်တော့မှ level တစ်ဆင့်ထပ်တက်ပေးတယ် ကျွန်တော်အခုဆိုရင်လည်းဆောင်းဝဲနောက်တစ်ဆင့်အောင်သွားတဲ့အတွက်အညိုချိန်ရတယ်အစကကျွန်တော်အဖြူနဲ့ပဲသွားတာအဖြူ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 ပဲဝတ်တာပေါ့နော်အားလုံးလည်းတွေ့နေတဲ့အဖြူပဲဝတ်တာဒါပေမဲ့မဟုတ်ဘူးပညာခန်းပညာစင်မြင့်သွားပြီဖြစ်တဲ့အတွက်အညိုချိန်ရမချိန်လို့မရတော့တာအဘကလည်းလာပြောတယ်ပေါ့နော်အဘအောင်မင်းကောင်ကကျွန်တော်ကိုလည်းထိုက်ရိုက်ပြောတယ်သူများလေးကိုလည်းတဆင့်ပြောခိုင်းတယ်မနှောတိုက်ပြီးတဆင့်ပြောခိုင်းတာပေါ့နော်အညိုအညိုချိန်ရရတော့မယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုမျိုး ကျေးဇူးများတင်ပါတယ်เนาะကျွန်တော်အမြဲတမ်းကျွန်တော်စီမှာ booking တင်တဲ့ခုနှစ်ရက်သားသမီးတွေကိုအမြဲတမ်းတတီချာလီတော့ hobby ပြောပြနေမှာပါအဓိကဆက်ဆိုင်ဝမ်း hobby တာခုနှစ်ရက်သားသမီးတို့ hobby တာစောင်းရယ်ရှောင်းရယ်เนาะတတလုံးလှုပ်ဆောင်သွားရမယ့်အရာတွေတတလုံးရှောင်းကျင်သွားရမယ့်အရာတွေအဲ့ဒါတွေကို hobby တာเนาะလိုက်နာတာလိုက်မနာဒါကာကော့ လိုက်နာတာလိုက်မနာတာကတော့ကာယကရှင်ရဲ့အပိုင်းကျွန်တော်ကတော့လမ်းပြပေးတယ်ဆုံးမပေးတယ်ပြောပြပေးတယ်သင်ကြားပေးတယ်ဒါပေမဲ့ကိုပြောတဲ့အတိုင်းလူတွေဆိုကိုပြောကိုပြောတဲ့အတိုင်းသူတို့လှုပ်ချင်မှလှုပ်တာလीအဲ့တော့အဲ့ဒါကတော့ကိုကိုလည်းမတတ်နိုင်ဘူးနော်သူတို့လှုပ်ချင်တာလှုပ်တယ်သူတို့သွားချင်တာသွားတယ်သူတို့ရှောက်ချင်တာရှောက်တယ်ကိုပြောတဲ့စကားကိုဟောတာပဲရှိတာပြောတာပဲရှိတာသူတို့နားမထောင်ဘူးမနာခံဘူးဆိုရင်တော့ကိုထိုင်နေကိုကံပဲဆရာဘာမှမတတ်နိုင်ဘူး ်နော်အဲ့တော့ဟိုတနေရဘန်ကောက်ကိုအပိုင်မန်ယူပြီးလာတဲ့မိသားစုပေါ့နော်ဘန်ကောက်ကိုလာဟောသွားတဲ့သမီးလေးဆိုလေနော်ဆရာအပေါ်မှာရှုပ်ပွားနေလို့အောက်မှာဟိုတယ်အောက်မှာပဲဆရာဟောပေးလိုက်တာပေါ့နော်အပေါ်မှာရှုပ်ပွားနေလို့အဲ့သမီးလေးဆိုလေလူလုတ်ခံထားတာတခါလဲစစ်တာနဲ့တန်းပေါ်တာအောက်လမ်းနဲ့လုတ်ခံထားတာပေါ့နော်ပြီးတော့သူတို့မပြောထားဘူးသူ့အမေကလည်းဘာမှမပြောထားဘူးသမီးလေးကိုယ်တိုင်ကလည်းကျွန်တော်ဘာမှမပြောထားဘူးပေါ့နော်အဲ့ဒါကိုမျိုး ုမျိုးရှင်တိုက်ကလာတာပေါ့နော်တမင်းလေးကငကားတိုက်မဟုတ်ဘူးကိုမျိုးရှင်တိုက်ကလာတာသူ့သူ့မေကအဲ့ဒါလည်းကျွန်တော်ဟောလဲဟောထုတ်လိုက်ရောကျွန်တော်တင်ထားတယ်လေတမီးလေးမိသားစုကျွန်တော်ထမင်းလိုက်ကျွေးရတာလေလေအဲသူတမီးလေးကကိုမျိုးရှင်တိုက်ကလာတာအဲ့ဒါဟောလဲဟောထုတ်လိုက်ရောသူ့အမြန်ငိုပါလေရောအမလီဆရာရဲ့မှန်လိုက်တာမလီမတရားတွေကိုမှန်တာပါဆရာရဲ့ဆိုမှအရန်ငိုပါလေရောဒါဆိုပထမ်းဆက်တွေပေါ့ကျွန်တော်ရဲ့ပထမ်းဆက်တွေပေါ့ပုပ်ကူကလည်းပြောပြီးသားလေနင်းစီကိုနင်းနဲ့ ပဋ္ဌာန်းဆက်ပါတဲ့သူတွေပဲရောက်လာလိမ့်မယ်။နင်းခေါ်စရာမလိုဘူး။နင်ကလာပါလာပါလို့နင်ခေါ်စရာမလိုဘူး။နင်းကိုယုံကြည်တဲ့သူနင်းစကားကိုယုံကြည်မဲ့သူနင်းကိုချစ်မဲ့သူနင်းကိုအားကိုးမဲ့သူပေါ့နော်။နင်းကိုအားကိုးကြမှာပေါ့နော်။ပုဂ္ဂိုလ်ကပြောတာပေါ့နော်။ပုဂ္ဂိုလ်တွေကပြောတာပေါ့။အကုန်လုံးမှာပဲပုဂ္ဂိုလ်တွေများပါတယ်။ကျွန်တော်စီမှာဆောက်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေပေါ့နော်။ကျွန်တော်လည်းဖျားတရားသားလုပ်တာပေါ့။ခုနောက်ပိုင်းဆိုရင်အရင်လိုအစဲတောင်မှကျန်းတော့ဘူး။နောက်ဆရာဦးခမောင်တန်းရဲ့တန်တန်းနေတက်ပြီးတဲ့နောက်ပိုင်းမှာနှစ်နှစ်ရှိပြီ။လုံးဝမစဲတော့တာနှစ်နှစ်ရှိပြီ။အစဲမကျန်းတော့ဘူး။ ဝစီကန်ထိမ့်လိုက်တာပေါ့နော်ဝစီကန်ထိမ့်တာကြာပြီကိုဆိုင်ဝမ်းဝစီကန်ထိမ့်လိုက်တာကြာလာပြီနှစ်နှစ်ကျော်သွားပြီဝစီကန်ထိမ့်လိုက်တာပေါ့နော် A စေးပဲနေတော့တာအဲကြောင့်လဲကို့ပညာလေးပိုဆောင်ထက်လာတယ်လို့တော့အောင်းမေးရတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်နော်ပိုကင်းတင်ခြင်းနဲ့ဆိုလို့ရှိရင်ဆက်သွယ်လိုက်ပါ page messenger ဆိုင်ဝမ်းကိုလာခဲ့နော် page messenger ဆိုင်ဝမ်းကိုပို့ခင်တင်လိုက်ပါเนาะအတန် file လေးနဲ့ဟောပေးတာပါเนาะအတန်လေးပို့ပြီးဟောပေးတာပါလို့ချေစုံအများကြီးတင်ပါတယ်ဗျာ